ျွန်တော်အမေနဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုရွေးကောက်ပွဲမတိုင်ခင်မှာလွှတ်ပေးရမယ်ဆိုတော့ဒေါအောင်ဆန်းစုကြည်ရဲ့သား Kim Harris ရေးသားထားတဲ့ဆောင်းပါးကိုအခုဘာသာပြန်တင်ပြပေးမှာပါ Kim Harris ရေးတဲ့အဲ့ဒီဆောင်းပါးကို Times Magazine မှာနိုဝင်ဘာလ9ရက်နေ့ကဖော်ပြခဲ့တာဖြစ်ပါတယ်ကျွန်တော်အမေကိုပထမဆုံးအကျဉ်အိမ်ချုပ်ချုပ်နှောင်တော့ကျွန်တော်အသက်က17နှစ်ပဲရှိပါသေးတယ်အဲ့ဒီတော့ကကျွန်တော်ဟာအမေနဲ့အတူရှိနေပါတယ်အိမ်ကိုစစ်သားတွေရောက်လာပြီးတော့အိမ်မှာရှိတဲ့ ကျောင်းသားလူငယ်တွေကိုဆွဲထုတ်ပါတယ်ပြီးတော့ကျွန်တော်အမေကိုကဘာကြီးနဲ့အဆက်ဖြတ်ထားလိုက်ပါတယ်အဲ့ဒီနောက်ဒရင်ပတ်တချို့ဟာကျွန်တော်ဘဝမှာအမေနဲ့အတူနေရတဲ့အချိန်အနည်းငယ်တွေက တချို့ပါပဲအခုကျွန်တော်အသက်48နှစ်ရှိတဲ့အချိန်မှာတော့ကျွန်တော်အမေဟာပိုဆိုးတဲ့အချိန်တွေမှာ ရောက်နေပါတယ်2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်သူ့ကိုဖမ်းဆီးချုပ်နှောင်ထားပါတယ်အဲ့ဒါဟာ မြန်မာနိုင်ငံမှာရှာရှာပါပါလို့ဆိုရမယ်လွတ်လပ်တဲ့ရွေးကောက်ပွဲတစ်ခုမှာမဲအများစု82000ခန့်နှုန်းနဲ့ရွေးကောက်ပွဲကိုတောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီးတဲ့နောက်3လအကြာမှာဖြစ်ပွားခဲ့တာပါအသက်80ရှိပြီဖြစ်တဲ့ကျွန်တော်အမေမှာနှလုံးယောဂါတဖုံယောဂါနဲ့အရိုးအစ်ယောဂါတွေနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပန်ရတဲ့အခြေအနေရှိပါတယ် အရင်တုန်းကအဖမ်းခံရတာကနေအိမ်အခြေချုပ်ဖြစ်ပြီးတော့မိသားစုနဲ့စကားပြောခွင့်ရပေမဲ့အခုဒီချိန်မှာတော့နေရာတောင်မှအတိအကျအတိမပေးပဲထောင်ချချုံနှောင်ထားတာဖြစ်ပါတယ်။အရင်တုန်းကဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်အကိုနဲ့အမေတို့ဟာခရစ်စမတ်အခမ်းအနားကိုတောင်ကျင်းပခွင့်ရခဲ့ပါတယ်။အခုတော့တူရီတိုက်ပိတ်ချုံနှောင်ထားပြီးတော့ဘယ်မိသားစုဝင်ဘယ်မိတ်ဆွေနဲ့မှ တွေ့ခွင့်မရပါဘူး။ စာတို့ကလေးတစောင်းပဲကျွန်တော်ရဘူးပါတယ်တက်ကြီးရွယ်ကိုအမျိုးသမီးတယောက်ကိုတိတ်တဆိတ်တိုက်ပိတ်ချုံနောင်ထားတာဟာဂုံတိတ်ခါမရှိတရားမြတ်တာမှုမရှိတဲ့အလုပ်ရပါအခုလိုရက်ဆက်ကြမ်းကြုတ်တာဟာစေအုပ်စုရဲ့ဇိုက်မှန်ကို ဖော်ပြတာပါပဲသူ့ကိုဆွဲဆိုထားတဲ့ရာဇဝတ်မှုတွေဟာစေအုပ်စုကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က အာဏာကိုဖက်တွယ်ထားနိုင်ရေးအတွက်မဟုတ်မမှန်လှုပ်ကြံခဲ့တာသာဖြစ်ပါတယ် မြန်မာနိုင်ငံကအကျင့်ထောင်တွေဟာသိဆိုဝါလွန်းလို့နာမည်ဆုံးနဲ့ကြော်ကြားပါတယ်။လောက်စင်နိုင်ငံရေးအကျင့်သားဖျက်မြနှစ်ဦးကြတည်ဆုံးတယ်လို့လူခွင့်ရဲ့အဖွဲ့တွေကထောက်ပြကြပါတယ်။ကျွန်တော်အမေဟာစေဝါကုသခွင့်လည်းမရပါဘူး။စကားပြောဆိုခွင့်လည်းမရပါဘူး။အနေဆုံးလူအခွင့်အရေးတွေကိုတောင်းမှလွတ်လပ်ခွင့်တွေကို တောင်းမှအငင်းပယ်ခံနေရပါတယ်။သူအသက်ရှင်ရှင်မနေရတော့မှာကိုကျွန်တော်စိုးရိမ်နေပါတယ်။ကျွန်တော်အမေကိုပြန်လွတ်ပေးဖို့ ဆက်သွယ်ခွင့်ပေးဖို့သူလိုအပ်နေတဲ့ကျမရေးစောင့်ရှောက်မှုတွေပေးဖို့မကြခင်မှာကျွန်တော်နဲ့တွေ့ခွင့်ပေးဖို့ဆိုတာတွေကိုကျွန်တော်အနေနဲ့မျှော်လင့်ရုံလောက်ပဲတက်နိုင်ပါတယ်ကျွန်တော်ရဲ့အခုပန်ကြားချက်ဟာပုံကိုရေးပန်ကြားချက်တက်တက်မြတာမဟုတ်ပါဘူးလူကျင်ဝင်တဲ့အညီတောင်းဆိုနေတာလည်းဖြစ်ပါတယ်အမှန်တရားအတွက်တာဝန်သိမှုအတွက်လွတ်လပ်စွာ ပြောဆိုခွင့်ဆုံးရှုံးနေတဲ့မြန်မာပြည်သူတန်း90အတွက်ဖြစ်ပါတယ် အခုနိုဝင်ဘာလ6ရက်နေ့ဟာလွတ်လပ်တဲ့ရွေးကောက်ပွဲကနေ de facto ကောင်းဆောင်တယောက်အဖြစ်ကျွန်တော်အမေပထမဆုံးရွေးကောက်ခံခဲ့ရတဲ့ဆယ်နှစ်မြောက်နေလည်းဖြစ်ပါတယ်အခုတော့ကျွန်တော်အမေကိုယာဒုကနေဖေရှားခဲ့တဲ့စေအုပ်စုဟာဒီဇင်ဘာလမှာအတူရောင်ရွေးကောက်ပွဲပြုလုပ်ပြီးတော့သူတို့ကိုသူတို့တရားဝင်နိုင်ဖို့ကြိုးစားနေပါတယ်ကဘာကြီးအနေနဲ့နှုတ်ဆက်မနေတဲ့တော့ပါဘူးအာနာသိမ့်ပြီးနောက်မှာစစ်တပ်ဟာအညာတာကင်းမဲ့တဲ့အကြမ်းဖက်လုပ်ရက်တွေကိုကျူးလွန်ခဲ့ပါတယ် ရွာတွေမိရှုအရက်သားတွေကိုတက်ဖြတ်ကလေးတွေကိုပိတ်မှတ်ထားခဲ့ပါတယ်လူပေါင်း6000ကျော်အသက်ခံပြီးတော့နိုင်ငံရေးအကျဉ်းသား2000ကျော်ကိုဖမ်းဆီးချုံနှောင်ခဲ့ပါတယ်ဗမာပြည်ကအဖြစ်ဆိုးတွေဟာ လူသားမျိုးနွယ်ရဲ့ဘေးဒုက္ခတွေအနေနဲ့ကမ္ဘာအဆိုးအဝါဆုံးတစ်ခုပဲလို့ကုလသမဂ္ဂကပြောဆိုထားပါတယ်ဒါဟာအဆိုးရကိုယ်တိုင်ကလုပ်တဲ့အကြမ်းဖက်မှုဖြစ်ပြီးတော့ဝမ်းနည်းစရာကောင်းတာကနိုင်ငံတကာအတိုင်းဝိုင်းကအားပေးကူညီနေတဲ့အဖြစ်ပြက်လည်းဖြစ်နေပါတယ် တွေးထက်တန်ယုံမှုတွေကိုရပ်တန့်ပြီးတော့ဆွေးနွေးရေးလမ်းကြောင်းပေါ်ကိုသွားနိုင်ဖို့ရည်ရွယ်တဲ့အာဆီယံဘုံသဘောတူညီချက်9ရပ်ကို2020ခုနှစ်အပိလမှာမင်းအောင်လှိုင်ကိုရိုင်ကသဘောတူခဲ့ပါတယ်။အဲ့ဒီမှာသူပေးခဲ့တဲ့ဂရိတွေကဘာတွေလဲဆိုတော့အကြံဖက်မှုရပ်တန့်ရေးအားလုံးပါဝင်တဲ့ဆွေးနွေးပွဲအာဆီယံ2ကိုယ်စားလှယ်ရဲ့ဂျာဝင်ညှိနှိုင်းမှုကိုလက်ခံရေးလူသားချင်းစာနာကူညီထောက်ပံ့မှုတွေခွင့်ပြုရေး အာဆီယံအထူးကိုယ်စားလှယ်ကိုတက်ဆိုင်သူအလုံးနဲ့တွဲဆုံခွင့်ပေးရေးဆိုတဲ့အချက်တွေပါ၅ချက်ထဲကဘယ်အချက်ကိုမှ မလေးစားမလိုက်နာခဲ့ပါဘူးအကြမ်းဖက်မှုတွေကိုအရှိန်မြင့်တင်ခဲ့ပါတယ်လူသားချင်းစာနာတဲ့ကူညီမှုတွေကိုဆက်ပြီးတော့ပိတ်ဆို့ခဲ့ပါတယ်ကျွန်တော်အမေအပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုတန်တိုင်နေနောက်ပို့ထားခဲ့ပါတယ်ပြီးခဲ့တဲ့နောက်ဆုံးအာဆီယံထိပ်သီးအစည်းအဝေးမှာအာဆီယံကဗမာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးရမှာ ာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအဓိကမူကြီးတွေအဖြစ်ဆက်လက် ရေးရှိရေးရည်တည်စုပ်ကင်သွားဖို့အတည်ပြုခဲ့ကြပါတယ်။စစ်တပ်ထိန်းချုပ်မှုအောက်မှာလုပ်တဲ့ရွေးကောက်ပွဲတွေကိုအတိမတ်ပြုမှလည်းမဟုတ်တရားဝင်လာမှလည်းမဟုတ်ဘူးလို့အာဆီယံကထပ်လောင်းပြောဆိုခဲ့ပါတယ်။ရှေ့ဥစုရဲ့ဒီမိုကရေစီလမ်းပြမြေပုံလို့သူတို့ဘာသာခေါ်ဆိုနေတဲ့အရာဟာလှည့်စားမှုတက်တက်သာဖြစ်ပြီးတော့စစ်မှန်တဲ့အဖြစ်မဟုတ်ဘူးဆိုတော့အဲ့ဒီရည်တည်ချက်ကိုမလေးရှားအင်ဒိုနီးရှား စင်ကာပူကဥဆောင်တင်ပြခဲ့တာဖြစ်ပြီးအာဆီယံတစ်ဖွဲ့လုံးကသဘောတူခဲ့ကြပါတယ်။အဲ့ဒီရည်တည်ချက်ကိုကြိုးစားပါတယ်။ဒါပေမဲ့အတိတ်ပဲရှိတဲ့လက်တွေ့အရေးယူမှုတွေကိုဆက်လုပ်ဖို့တော့လိုပါလိမ့်မယ်။စကလုံးတက်တက်လောက်နဲ့တော့လူတွေရဲ့အသက်တွေကိုအကာအကွယ်ပေးနိုင်မှာမဟုတ်တလို့ငြိမ်းချမ်းရေးကိုပြန်လည်ဖော်ဆောင်နိုင်မှာလည်းမဟုတ်ပါဘူး။မင်းအောင်လိုက်နဲ့သူ့အမိန်ပေးမှုအောက်ကစစ်တပ်ဟာကိုပြည်သူကိုစစ်စင်တိုက်ခိုက်နေတဲ့သူတွေဖြစ်တဲ့အတွက် အာဆီယံရဲ့ဘယ်အစည်းအဝေးကိုမှတက်ရောက်ခွင့်မပေးသင့်တယ်လို့ဘလို့တရားဝင်မှုမျိုးကိုမှလည်းမပေးရတဲ့မှာဘူးဆရာနာရှင်စနစ်ဆက်လက်ရှင်သန်ရေးဆရာနာရှင်စနစ်ကိုပုံဖြတ်ဟန်ဆောင်မျက်နှာဖုံးဆွနိုင်ရေးအတွက်ရည်ရွယ်လှုပ်ဆောင်နေတဲ့တရားမဝင်တဲ့အတူရောင်ရွေးကောက်ပွဲကိုလည်းအတိမတ်မပြုတ်တဲ့လက်မခံတဲ့မှာဘူးတကယ်လို့အာဆီယံဟာမင်းအောင်နိုင်တဲ့သူ့ကိုယ်စားလှယ်တွေကိုအစည်းအဝေးတွေတက်ခွင့်ပေးလိုက်ရင်အဲ့ဒါဟာငြိမ်းချမ်းရေး တရားမျှတရေးပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့အာဆီယံမူဝါဒတွေကိုဖြည့်ဆန်းတစ္ဆာဖောက်လိုက်တာနဲ့အတူတူပဲဖြစ်ပါလိမ့်မယ်။ဗမာပြည်ကအဖြစ်ဆိုးတွေဟာကြေကွဲပွဲပြည်ရေးသာမကတကဘာလုံးကိုပါပက်တင်ရိုက်ခတ်ခဲ့ပါပြီ။ဆေးအုပ်စုကထိအိမ်မိုးကာကွယ်ထားတဲ့လက်နက်ကင်အဖွဲ့တွေကြောင့်ဖြစ်ပေါ်လာတဲ့မူရစ်စူဝါကုံတယ်မှုကြားဖြန့် online လိမ်လည်မှုနဲ့ရာဇဝမှုကိုညကြီးဟာနေဆက်ဖြတ်ကျော်သွားခဲ့ပါပြီ။အဲ့ဒီကြားဖြန့်ရာဇဝကိုင်းတွေမှာ ဝေဝဲကျွန်းနေခိုက်စေလေပတ်နေတာကိုစစ်အုပ်စုဟာတိပါရက်နဲ့သူ့ရဲ့သွေးစာနေတဲ့နိုင်ငံလုံးဆိုင်ရာနှိမ်နှင်းမှုကြီးတွေမှာဒေါ်လာဘီလီယံနဲ့ချီဗနာငွေဖြစ်တင်းနိုင်မှုအတွက်အကာအကွယ်ပေးထားခဲ့ပါတယ်။ဗမာပြည်မှာအခြေစိုက်တဲ့ကြားဖြတ်နေတဲ့အများစုဆက်ဆက်နေတဲ့အဲ့ဒီကဘာလုံးဆိုင်ရာအွန်လိုင်းလိမ်လည်မှုကြီးကြောင့်ဒေါ်လာ16.6ဘီလီယံဆုံးရှုံးခဲ့ရတယ်လို့ FBI အမေရိကန်ပြည်ထောင်စုရဲဖွဲ့ကထုတ်ပြန်ကြေညာထားပါတယ်။ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူး။မြစ်တာရက်ခတ်ပါတယ်။အဲ့ဒါလိုခိုးကူးပြန်တင် လုပ်တာတွေဟာ မီဒီယာရဲ့ရည်တည်ရေးအတွက် ကြီးကြီးမားမားအဟံအတာအနှောက်ယှက်ဖြစ်လာနေပါတယ်။ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအပြင် မီဒီယာရေရှည်ရက်တီနိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာအမေရိကန်ပြည်တိုင်းဂျပန်နိုင်ငံတွေဟာကြားဖြန့်တန်ကိုအဆိုးအဝါဆုံးခံရတဲ့နိုင်ငံတွေထဲမှာအပါအဝင် ဖြစ်ပါတယ်အဲ့ဒီကြားဖြန့်လိန်လေခိုင်းကြီးဟာလေကြောင်းတိုက်ခိုက်ဘုံကျဲမှုတွေနဲ့ဖိနှိပ်မှုတွေအတွက်ဗန်နငွေထောက်ပံ့ပေးနေတဲ့ရာဇဝတ်မှုစီးပွားရေးကြီးတွေရဲ့အစိပ်ပိုင်းတွေပဲဖြစ်ပါတယ်ခရစ်တင်ငယ်တွေကိုဖမ်းဆီးထောင်ချနေတဲ့ဆေးအုပ်စုဟာမူရစ်စေဝါလူကုန်ကူးမှု online လိမ်လည်မှုတွေနဲ့စီးပွားရှာနေတဲ့သူတွေလည်းဖြစ်နေပါတယ်။အစိုးရဆိုတဲ့အဖွဲ့အစည်းဟာလိမ်လည်မှုကြံပြုတ်မှုတွေနဲ့စစ်ပွဲအတွက်ငွေရှာနေမှတော့သူ့ရဲ့တရားဝင်မှု legitimacy ဆိုတာဟာဘယ်လိုမှအစစ်မှန်မဖြစ်နိုင်တော့ပါဘူး။ဒီတော့မြန်မာနိုင်ငံအတွက်အဖြေဟာပါပါလေ။ပြည်သူလူထုအတွက်ဘယ်လိုနည်းနဲ့ငြိမ်းချမ်းရေးရနိုင်မှာပါလဲ။ပထမဆုံးအချက်ကတော့ပြည်ထနာရဲ့ဇင်းမြစ်ဟာစစ်တပ်ပဲဆိုတာကိုသိဖို့မဖြစ်မနေအရေးကြီးပါတယ်။ ကျွန်တော်အဖိုးလွတ်လပ်ရေးသူရဲကောင်းအောင်ဆန်းတည်ထောင်ခဲ့တဲ့စစ်တပ်ဟာလူတက်မှုတွေကျူးလွန်ပြီးတော့အဖိုးပြန်ဟာအိုမဲတုတ်ခဲ့ပါပြီ။ကမ္ဘာအတန်တပန်တွေဟာမင်းအောင်လှိုင်နဲ့သူ့ကိုယ်စားလှယ်တွေကိုဘဲထိတ်သည့်အစည်းအဝေးဘဲဝန်ကြီးအစည်းအဝေးကိုမှတက်ရောက်ခွင့်မပေးသင့်ပါဘူး။သူတို့ရဲ့ရွေးကောက်ပွဲအတွက်အသင့်တော်ဆုံးခေါ်ဆိုရမယ့်စကားကတော့မူသားဆိုတာပါပဲ။ငင်းချမ်းရေးကိုတကယ်မြင်ချင်တဲ့ဆိုရင်ပြည်သူလူထုရဲ့အစ်စ်မှန်ထောက်ခံမှုရထားတယ်လို့အစ်စ်မှန်တရားဝင်မှုကိုလည်းရထားတဲ့ ဒီမိုကရေစီလွတ်တော်ကိုယ်စားလှယ်တွေ NUG ပြပရောက်အစိုးရတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့သာတိုက်ရိုက်ဆက်သွယ်ဆောင်ရွက်တင်ပါတယ်။ကုလသမဂ္ဂဟာ NUG ကြော်မိုးထွန်းကိုသာ အမြဲတမ်းကိုယ်စားလှယ်အဖြစ်အသိမှတ်ပြုထားပါတယ်။သူတို့တွေဟာမြန်မာပြည်အတွက်စကားပြောဆိုနေတဲ့သူတွေဖြစ်ကြပါတယ်။ဂျပန်အိန္ဒိယအမေရိကန်အပါအဝင် နိုင်ငံတွေရဲ့လက်ထက်မှာစစ်အုပ်စုရဲ့ဗန္ဒာရေးနဲ့ online ရာဇဝတ်မှုကွန်ရက်ကိုဖြိုချနိုင်တဲ့ ကရိယာတစားပလာတွေရှိပါတယ်အဲ့ဒါတွေကိုအသုံးပြုရင်စေအုပ်စုရဲ့ကိန်းကဏ္ဍတွေဟာပြောင်းလဲသွားမှာဖြစ်တယ်လို့ကဘာကြီးနဲ့မြန်မာနိုင်ငံကိုလည်းပို့ပြီးတော့လုံခြုံအေဂျင့်စေပါလိမ့်မယ်ရေရှည်တီတဲ့အဖြစ်ထွက်ဖို့ဆိုလို့ရှိရင်နိုင်ငံရဲ့အကျဉ်းသားတွေကိုမဖြစ်မနေလွှတ်ပေးဖို့လိုတယ်ဆိုတာကိုလည်းအဲ့ဒီနိုင်ငံတွေကရှင်းရှင်းလင်းလင်းပြောကြားပေးနိုင်ကြပါလိမ့်မယ်ကျွန်တော်အမေနဲ့မြန်မာလူမျိုးတွေစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ရေးဟာကဘာကြီးရဲ့စိတ်ဝင်စားမှုအပေါ်မှာတည်မိနေပါတယ်မြန်မာပြည်သူတွေဟာသူတို့ကို တနာဖို့သူတို့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်ဖို့တောင်းဆိုနေကြတာမဟုတ်ပါဘူးသူတို့နဲ့အတူစီလုံးညီညွတ်ပေးဖို့သာတောင်းဆိုနေတာပါကျွန်တော်မိခင်အတွက်အသက်တန်လိုအပ်နေတဲ့ကျမကြီးဆောင်ရှောက်မှုတွေရဖို့အတွက်အဖွဲ့အစည်းအသီးသီးနိုင်ငံအသီးသီးနဲ့ကျွန်တော်ဆက်လက်တွေ့ဆုံသွားပါမယ်နိုင်ငံရေးအကျဉ်းသားတွေမလွတ်မြောက်မချင်းကျွန်တော်အနားယူမှာမဟုတ်ပါဘူးတရားမျှတမှုငြိမ်းချမ်းရေးနဲ့ဂုံသိက္ခာအတွက်ဗမာပြည်လွတ်မြောက်ပါစေ